ရန်ခိုက်လဲအတန်ကြာရသူပြေးသွားလိုက်ပြီးနေရာရောက်သွားတဲ့အချိန်မှာတင့်ကူတကောင်ကတင့်ကူမြင့်တွေနဲ့လူကိုရစ်ပတ်ပြီးဂူလဲဆွဲသွင်းနေတာကိုတွေ့လိုက်ရတဲ့အချိန်မှာဘေးကကြောက်ခဲတွေကိုကောက်ကာပြစ်ပေါက်လိုက်ပြီးမောင်းထုတ်လိုက်ပါတယ်ပင့်ကူလဲဂူထဲပြေးဝင်သွားတော့မှရန်ခိုက်လဲလူကိုဆွဲထုကပင့်ကူမြင့်တွေဖယ်ပေးလိုက်တော့တားလေးငါတားလေးကိုကယ်ပေးပါဦးညီငယ်လေးပဲသူကိုမကောင်းဆိုးဝါဂူထဲဆွဲသွားတယ်မြ мян ကယ်ပေးပါကြာရင်မမီတော့ဘူးလို့ပြောလိုက်ပါတယ်ရန်ခိုက်လဲချင်းကိုချပြီးမီးတုပ်ဆွဲက ဂူလဲပြေးဝင်သွားပါတယ်ရန်ခိုက်လဲအထဲရောက်သွားချိန်မှာတော့လင်းတို့တွေထွက်လာခဲ့ပြီးရှေ့ကိုဆက်သွားချိန်မှာတော့အယိုးစုကိုနင်းမိပြီးအောက်တို့ပြုတ်ကျသွားပါတယ်ထို့နောက်ပင်ကူကကောင်းလေးကိုပင်ကူမြင့်တွေနဲ့ရစ်ပတ်နေတာကို တွေ့လိုက်ရပါတယ် ရန်ခိုင်လေပုံပြီးကြည့်လိုက်တော့ပထမအဆင့်မကောင်းဆိုးဝါးဖြစ်နေခဲ့ပါလေခုနကမှရွှေခန္ဓာအဆင့်ငါတက်ထားတာဂုံယူခြင်းမရှိသေးဘူးဒါကငါအဆင့်ထက်ကျော်တဲ့မကောင်းဆိုးဝါးကိုအတင်းတက်ဖို့တွန်းအားပေးနေတာပဲလို့တွေးကစောင့်ကြည့်နေခဲ့ပါလေ နောက်ဆုံးမှတော့ပင်ကူကိုဝင်ကန်လိုက်ပြီးကောင်လေးမျက်နာပေါ်ကပင်ကူမြင်တွေကိုဖယ်ပေးလိုက်ချိန်မှာပင်ကူကဝင်ပြီးအဆွေတွေနဲ့ထိုးလိုက်ပါတယ်။ရန်ခိုင်လဲဆွေတွေကိုလက်နဲ့ထိန်းကငါကူမင်းကမင်းတို့မျိုးရိုးအမွေဆက်ခံစေချင်တာလားမင်းရဲ့ရှေ့သွားနှချောင်းကတို့လွန်းလို့ငါကူမထိုးနိုင်ဘူးလို့လှောင်လိုက်ပါတယ်။ပင်ကူလည်းပင်ကူမြင်တွေနဲ့ထုတ်ပြစ်ကတိုက်ခိုက်လိုက်ပါတယ်။ရန်ခိုက်ကရှောင်းတိန်နေရင်မြ мян ထွက်မရမယ်ဟိုကလေးကအစိတ်မိထားတယ်နည်းနည်းနောက်ကျသွားရင် ကဲလို့မမီတော့ဘူးလို့တွေးလိုက်ပါတယ် ထိုနောက်တင့်ကူစီပြေးဝင်ပြီးထိုးလိုက်ချိန်မှာအဆွဲကလက်ကိုစိုက်ဝင်သွားပါတယ်အသက်ချင်းလဲပြီးတိုက်ခိုက်မယ်မင်းကိုစိတ်မပြတ်စေရဘူးလို့ပြောကာလက်သီးနဲ့အဆွဲကိုထိုးပြီးချိုးလိုက်ပါတယ်ဒံယာကလည်းလုံးဝမနာပဲတွေးလဲတိတ်သွားခဲ့တယ်ရွှေခန္ဓာကတကယ်စွမ်းအားကြီးခဲ့ပါတယ်ပင့်ကူကလည်းနာကျင်စွာတိုက်ခိုက်ပါတော့တယ်ရန်ခိုက်လဲအဆွဲတွေကိုတချောင်းချင်းစီလိုက်ချိုးနေခဲ့ပြီး心情可以。 会杂技。 မီရှိုးတက်လိုက်ပါတယ်ကလေးကိုကြည့်နေချိန်မှာပထမအဆင်မကောင်းဆိုးဝါးကမတည်သေးပဲရန်ခိုက်ကိုပင်ကူးမြင်းတွေနဲ့ချုပ်လိုက်ပြီးသူ့စီကိုဆွဲကကြံသေးတဲ့အဆွဲနဲ့ထိုးချလိုက်ပါတယ်ရန်ခိုက်လည်းအဆွဲနဲ့ထိုးခံထားရပေမဲ့ဘေးနာကပြက်ကျနေတဲ့အဆွဲကိုကောက်ယူကအမြင်တွေကိုဖျက်ပြီးမျက်နှာကိုထိုးချလိုက်ကအပေါ်ကိုခုံတက်လိုက်ပြီးတွေးကကောင်းကင်ရွှေခန္ဓာရောက်ရှိမော်ပညာပြပြစီမတည်မျိုးရွှေခန္ဓာလို့အော်ကအဆက်မပြတ်ထိုးလိုက်ပါတယ်နောက်ဆုံးပထမအဆင်မကောင်းဆိုးဝါးလည်းတည်သွားခဲ့ပါတယ် ရန်ခိုက်လဲကလေးကိုကူပြင်ကိုထမ်းခေါ်လာပါတယ်ဟာဟာကလေးကပင့်ကူအစိမ့်မိထားလို့တတိလစ်နေတယ်စိတ်မကောင်းမဖြစ်နဲ့ကျန်တော့တောင်းပါမတက်ခင်ကစေးစာအုပ်နည်းနည်းပပဖတ်ထားတယ်အရာအလုံးအပြန်လန်မိခိုးနေကြတာပင့်ကူကူထဲမှာအစိတ်ကူနိုင်မဲ့ဆေးပင်ရှိနိုင်လောက်တယ်မင်းဒီမှာစောက်နေပါလို့ပြောကာကူထဲနောက်တစ်ခေါက်ပြေးဝင်သွားပြန်ပါတယ်ရှားပါတဲ့ဆေးပင်တွေကိုလဲရခဲ့ပါတယ်နောက်တော့ကလေးကိုစေးကူပေးခဲ့ပြီး နောက်တော့ကလေးကိုဆေးကုပေးခဲ့ပြီးနှလုံးသွေးကြောတဲ့အစိတ်တောက်တွေမစည်းဝင်အောင်လို့ဒီမနာဤအနေငယ်လောက်နားလိုက်ရင်ပိုကောင်းမယ်လို့ပြောလိုက်ပါတယ်။အဖေဖြစ်သူကလည်းဂျေဇုရှင်ရဲ့ဂျေဇုဆက်လို့မကုံနိုင်ပါဘူးဆိုပြီးဂျေဇုတင်နေခဲ့ပါတယ်။သူထည့်ပေးတဲ့ဆေးကဒံယာတတအောင်ပဲကုနေပြီးအမြင့်ထီတော့မပြောင်းနိုင်ဘူးစိတ်ချရတဲ့အထီးစောင့်ပြီးရင်ဆေးကန်းပြဖို့ခေါ်သွားလိုက်ပါလို့ပြောလိုက်ပါတယ်။ကျေးဇူးတင်တဲ့အနေနဲ့ရခိုင်ရဲ့ပြဲနေတဲ့အင်ဂျီကိုချုပ်ပေးလိုက်ပါတယ် ကျေးဇူးရှင်မတိလိုကျန်တော်ကကလေးကိုတယောက်တည်းပြုစုပြူထောင်ထားရတာမြေခွေးတွေကိုအမဲလိုက်ပြီးတောအုပ်ထဲဝင်လိုက်ထွက်လိုက်နဲ့ဟောင်းနှံနဲ့အဝတ်စားဝတ်ပေမဲ့ဒါကအရေးချင်းကောင်းတစ်ခုပဲမလားကျေးဇူးရှင်ကိုနည်းနည်းလောက်အကူအညီပေးနိုင်တော့ကောင်းတာပေါ့ပြောလိုက်ပါတယ်ရန်ခိုက်ကလည်းအဲ့လိုပြောဖို့မလိုပါဘူးတကယ်တော့ကျန်တော်ကိုအများကြီးအကူအညီပေးထားတာပါအရွက်သုံးရွက်ဝိညာဉ်မှန်ကအယိုးရည်များတဲ့နေရာမှာပေါက်ရတာနှစ်သက်တယ်ဒါပေမဲ့ကျွန်တော်ရှာနေတာကြာနေပြီသူကိုရှာလို့မရဖြစ်နေတာ ပင်ကူကတာယဲရိဆန်တွေအများကြီးစားတာမြင်တော့အရွက်၃ရွက်ဝိညာဉ်ပန်းရှိတဲ့နေရာဖြစ်နေမလားလို့သိချင်သွားတာထင်းတဲ့အတိုင်းရှာတွေ့တာပဲအခုအရွက်၃ရွက်ဝိညာဉ်ပန်းနဲ့ကျွဲတီကူးမှုမျက်ပင်အကုန်စုပြီးပြီးမင်းကိုကျေးဇူးတင်ရမယ်ပြောလိုက်ပြီးဒါပေမဲ့ဒါတွေကဘာတွေလဲအရွက်၃ရွက်ပန်းနဲ့အတူတူပေါက်နေကြတာခိုင်းကိုပြန်ရောက်မှအဖိုးကြီးမုံကိုအခွင့်ရေးရှာပြီးမေးကြည့်ရမယ်လို့တွေးလိုက်ပါတယ်ကျေးဇူးရှင်ကျေးဇူးတင်ပါတယ်နောက်တစ်ခါထပ်တွေ့ရင်ကျေးဇူးထက်ဆက်ပါမယ်ပြောကအင်ဂျီကိုပေးလိုက်ပါတယ် နောက်နေ့ရန်ခိုင်လဲဂိုင်းကိုပြန်ရောက်တော့သူအိမ်ရှိမှာဂိုင်းတူကိုတွေအများကြီးရောက်နေပြီးမိတုတ်ကင်ထားတာကိုပါတွေ့လိုက်ရပါတယ်